ဒီကျွန်တော်တို့ဒီ language connect အာဒီ page လေးပေါ့လေ page လေးမှာအတင်ပေးတဲ့ video ထဲမှာရှင်းပြထားတဲ့စကားလုံးတွေကို ပြန်နှောင်းထောင်ခြင်းနဲ့စာသားတွေပြန်ဖတ်ခြင်းနဲ့ဆိုရင်အဲ့ဒါတွေနဲ့ပတ်သက်တဲ့စကားလုံးတွေကိုဖော်ပြထားတဲ့ link လေး website link လေးကျွန်တော်တို့ post တိုင်းမှာကျွန်တော်တို့ထည့်ပြထားပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အတန်အသေးစိတ်ကို ပြန်နှောင်းထောင်ခြင်းနဲ့ ဆလဘောင်းလင်းကိုတေချာလေးဖတ်ချင်နေဆိုရင်ဒီလင့်ကနေဝင်ရောက်ဖတ်ရှုနားထောင်လို့ရပါတယ်ခင်ဗျာဆိုပြီးတော့စိုက်စသားလေးအောင်ပါလင့်လေးထည့်ပေးရတယ် languageconnect.cosmoid.shop လို့ထည့်ပေးရတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ရမယ်ဆိုရင်ဒီလိုမျိုး web page လေးပေါ်လာမယ်အခုကျွန်တော်တို့ day 1တခုပဲပြီးသေးတယ်အဲ day 2နဲ့ day 3က coming soon အဲ့ဒီမှာ day 1ဟိုနှိပ်လိုက်မယ်ဆိုရင် day 1 video မှာကျွန်တော်တို့ဖော်ပြထားတဲ့ရှင်းပြထားတဲ့စကလုံးတွေရဲ့เนาะအတန်ထွက်တွေပြင်ကြည့်လို့ရမယ်စာသားတွေကိုပြင်ကြည့်လို့ရမယ်မျက်နှာဆိုရင် divergent speaker icon လေးကိုနှိပ်လိုက်မယ်ဆိုရင် face 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 ဆိုရက်ဒီအင်္ဂလိပ်စာအတန်လေးကြားရမယ် face face တန်တော့တူတယ်ဖုန်းတန်အောက်ကထိုင်းစာပြီးနာစပီကာအိုင်ကွန်လို့နှိပ်မယ်ဆိုရင်ဘိုင်နာနာထိုင်းစာအတန်ထွက်လေးကိုရမယ်ဖုန်းစပီကာကျရင်တော့ကျကျကြားရမယ်ဖုန်းစပီကာတူးရင်တော့အတူတူပဲကြားရမယ် my face hurts ကျက်နာအဲ့ဒါဒီဘက်မှာတင်တဲ့ စကလုံးနဲ့စာကြောင်းအလုံးပါတယ်စုစုပေါင်း35ခုလုံးပါတယ်35ခုလုံးရဲ့အတန်ကိုအင်္ဂလိပ်လိုထိုင်းလိုနားထောင်လို့ရတယ်